live streaming လုပ်ချင်တဲ့ content creator တွေအတွက်အကြီးမားဆုံးစင်ခွာမှုတစ်ခုကပါလဲဆိုတော့လေ streaming အတွက် performance လေကောင်းရမယ်ဈေးကလည်းကိုတက်နိုင်တဲ့ budget ထဲမှာဖြတ်မယ်ဆိုရဲ laptop မျိုးကိုရှာရတာပါပဲကဲဒီပြဿနာကိုဘယ်လိုရှင်းလဲကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဒီမေးခွန်းကလည်းအခု content creator ဖြစ်ချင်နေတဲ့သူဖြစ်နေတဲ့သူတော်တော်များများကောင်းထဲမှာရှိနေမှာပါဒါကြောင့်ဒီနေ့မှာတော့အဲ့ဒီအတွက်လက်တွေ့ကြကြအတုံးဝင်တဲ့အကြံဉာဏ်ကောင်းတွေကိုအတူတူကလေ့လာကြပါမယ်။ ပထမဆုံးရှင်းရှင်းလင်းလင်းတိထားရမှာကရိုးရိုးယုံတုံး laptop တစ်လုံးနဲ့ live streaming လုပ်ဖို့ဆိုတာလုံးဝအဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ live stream လုပ်တယ်ဆိုတာကဗီဒီယိုကိုအဲ့ဒီအချိန်မှာတင် encode လုပ်နေရတယ်။ကို software game ကို run ထားရတယ်။တခြား software တွေလည်းတပြိုင်တည်းဖွင့်ထားရတာကိုဒီ PR တွေကိုရိုးရိုး laptop တွေကမခံနိုင်ပါဘူး။ laptop spec တွေကိုကြည့်လိုက်ပြီးဆိုရင်음ခေါင်းမုံသွားနိုင်တဲ့ဤသိညာအတုံးလုံးတွေအများကြီးပဲ။ဒါပေမဲ့စင်ပူပါနဲ့။ အဲ့ဒါလေးအကုန်လုံးလိုက်ကြည့်နေဆရာမလို့ဘူး streaming အတွက်တကယ်တကယ်ကိုအရေးကြီးတဲ့အချက်တွေကိုပဲကျွန်တော်ကရွေးပြီးတော့ရှင်းရှင်းလင်းလင်းပြောပြသွားမှာပါဟုတ်ပြီဒါကတော့အငင်းပွားဆရာအများဆုံးနေခွင့်တစ်ခုပေါ့ CPU လား GPU လား RAM လားတချို့ကပြောတဲ့ CPU အဓိကပဲတဲ့တချို့ကကျတော့ RAM မြန်မာအဆင်ပြေမယ်တဲ့တကယ်တမ်းရော stream တစ်ခုချောချောမွေ့မွေ့လွင့်နိုင်ဖို့ဘသူကအဓိကဆက်ဆံလဲဒီမှာပြထားတဲ့ကဏ္ဍကိုကြည့်လိုက်ပါ90ရခိုင်နှုန်း streaming performance တခုလုံးရဲ့ကိုးစီရခိုင်နှုန်းလောက်ကလေအစိပ်ပိုင်းတစ်ခုတည်းတစ်ခုတည်းပေါ်မှာပဲမူတည်နေတာပါဟုတ်ပါရဲ့အဖြေကတော့ GPU ပါပဲကျန်းကျင်မှုတွေအားလုံးကတညီတညွတ်တီးတဘောတူထားကြရဲ့ streaming လုပ်မယ်ဆိုရင်အရေးကြီးဆုံးအဓိကအကြဆုံးအစိပ်ပိုင်းက graphic card ပါဘာလို့လဲဆိုတော့ streaming ဆိုတာက video နဲ့တိုက်ရိုက်ပတ်တန်နေတဲ့လုပ်ငန်းဆိုတော့ဗီဒီယိုကိုအဓိကတာဝန်ယူထားတဲ့ GPU ကအရေးကြီးဆုံးဖြစ်လာတာကတဘာဝကြပါတယ် အဲ့ GPU ထဲမှာမှ streamer ရဲ့အတွက်လုံးဝရုပ်ွက်လက်နက်တစ်ခုရှိသေးတယ်။အဲ့ဒါကတော့ NVNK ပါ။ Nvidia encoder ပေါ့။ဒါကပါလဲဆိုတော့ Nvidia GPU တွေထဲမှာပြီးတန့်ထည့်ပေးထားတဲ့ processor အသေးလေးတစ်ခုပဲ။သူ့အလုပ်က video ကို encode လုပ်ဖို့ပဲ။ပြီးတော့ဘာကောင်းသွားလဲဆိုရင်အဲ့ဒီအလုပ်ကြီးကိုသူကလုပ်ပေးလိုက်တဲ့အတွက်ကျွန်တော်ရဲ့အဓိက CPU ကြီးက AZP သွားပြီး game server တော့တခြား software တွေသုံးတာတော့အတွက်အားပိုထွက်လာလေ။ stream ကလည်းလုံးဝမထစ်တော့ဘူးပေါ့။ဒါဆိုဘယ်လို GPU မျိုးကိုယူရမလဲ။ ရှင်းပါတယ်ဘတ်ဂျက်နဲ့အကန့်ညီဆုံးနဲ့အကောင်းဆုံးရွေးချယ်ဆရာကတော့ NVNC ပါတဲ့ Nvidia RTX 3050ဒါမှမဟုတ်4050ပါအနည်းဆုံးအနည်းဆုံးတော့ GTX 1650ဒါမှမဟုတ် 1660Ti အောက်တော့ရှိတဲ့နည်းလုံးဝလုံးဝရှောင်ရမှာကတော့ CPU ထဲမှာတခါတည်းကပ်ပါလာတဲ့ Integrated GPU တွေပါပဲ Intel Iris X0 လိုမျိုးပေါ့ဒါရင်းနဲ့တော့ live streaming ကိုတေးသေးချာချာလုပ်ဖို့အဆင်မပြေပါဘူး GPU BM ဘာတွေကြီးသေးလဲကြည့်လိုက်အောင် CPU CPU ကစွမ်းဆောင်ရည်မြင့်တဲ့ H series တွေကိုရွေးပါ Intel Core i5 H series ဒါမို့ AMD Ryzen 5 H series ပေါ့ RAM RAM ကတော့စစ်ချောက်ကြီးပြီးစနေတော်တော်လေးအဆင်ပြေပါပြီ OBS ရော Chrome ရော Discord ရောတပိုင်တည်းဖွင့်ထားလေစက်ကမလီတော့ဘူး Storage Storage ကတော့အခုခေတ်မှာ NVMe SSD ကမဖြစ်မနေလို့အတက်လောက်ပါပဲ 512GB လောက်ဆိုရင် OS data game လို့လောက်တာတွေကမျက်စိတမိတ်အတွင်းမှာပဲနောက်ဆုံးတစ်ခုက connectivity internet ပေါ်ပါကိုပါရမယ် wifi နဲ့ stream တာကတည်ငြိမ်မှုမရှိနိုင်ဘူးလေကြိုးတဲ့ internet line ကသာအာမခံရအရှိဆုံးမှာကဲ lower tier spec တွေတစ်ခုချင်းစီကိုတော့တည်သွားပြီဆိုတော့ဒီ spec တွေအားလုံးကိုဈေးနှုန်းတက်တက်တာတာနဲ့ပေါင်းဆက်ပေးထားတဲ့ laptop အမျိုးအစားကတကယ်တမ်းကျတော့ဘာဖြစ်မလဲအပြေကတော့ရှင်းရှင်းလေးပါပဲ streaming အတွက်အကောင်းဆုံး budget laptop ဆိုတာ တကယ်တော့ entry level gaming laptop တလုံးပါပဲဟုတ်ပါတယ် content creator ဒီနေနဲ့စွမ်းဆောင်ရည်ကောင်းကောင်းလိုချင်နေဆိုရင်ပါပါလွတ်လွတ်ရုံတုံး ultra book တွေကိုမကြည့်ပဲ gaming laptop တွေကိုပဲအထူးကထားပြီးရှာမှာပါဈေးွက်ထဲမှာအလွယ်တကူရှာလို့ရပြီးလူကြိုက်များတဲ့ entry level gaming laptop series တွေကတော့ဒီမှာပြထားတဲ့အတိုင်းပါပဲ Acer Nitro V2, Nitro 5 2 Asus Chuf Gaming, Lenovo LOQ, Damamaho IdeaPad Gaming 3, ပြီးတော့ HP Victus တို့လိုမျိုးတွေပေါ့ဒီနံပါတ်တွေကိုမှတ်ထားလိုက်ပါဒီမှာတော့အဲ့ဒီ CD တွေကိုမြန်မာငွေနဲ့ခမန်းစင်းလုံးတွေဘလို့လူတွေတက်ဖို့တင့်တော်လဲဆိုတာဒီနဲ့ဇီယားလေးနဲ့ရှင်းပြပေးထားတာပါဥပမာ Asus Turf Gaming ဆိုရင် Game on OBS နဲ့ Stream Tile နှစ်မျိုးလုံးအထက်အဆင်ပြေတယ်။ HP Victus ကတော့ Cooling System ကောင်းကောင်းနဲ့ Performance တင်နေတာကိုကြိုက်တဲ့သူတွေအတွက်ပေါ့။ Acer Nitro 5ကတော့ game ကိုပို့ပြီးအထူးထားစောချိန်တဲ့ streamer တွေအတွက်ပိုအဆင်ပြေနိုင်ပါတယ်။ကိုပတ်ချက်နဲ့လူအချက်ကိုဒီစရာနဲ့တိုက်ကြည့်ပြီးရွေးလို့ရတာပေါ့။ကဲအရေးစီဆုံးအပိုင်းကိုရောက်လာပါပြီ။ကိုကြိုက်တဲ့ laptop ကိုလည်းစိတ်ထဲမှာရွေးပြီးပြီဆိုပါစို့။အဲ့ဒါဘို့မြန်မာနိုင်ငံဈေးကွက်ထဲမှာဘလို့အမားလွင်မရှိအစင်းစင်းရှာဖွေပြီးဝယ်ယူမလဲဆိုတာဘို့ပြောပြပေးပါမယ်။အရန်ရိုးရှင်းတဲ့အစင်းလေးစင်ပါပဲ။နံပါတ်၁ကို budget ကိုအရင်ဆုံးသတ်မှတ်လိုက်ပါ။ဥပမာ15ဒင်းကနေ25ဒင်းကြားဆိုတာမျိုးပေါ့။ နံပါတ်၄ YouTube မှာတော့မြန်မာပြည်က Tech Forum နေမှာပါ review တွေရှာဖတ်ပါတကယ်သုံးတဲ့သူတွေရဲ့အတွေ့အကြုံကအရန်အရေးကြီးပါတယ်နံပါတ်၃ online shopping platform တွေဖြစ်တဲ့ Shopee MM လို့ Lazada MM လို့မှာဈေးနှုန်းနိုင်ရှင်ကြီးပါဘယ်ဆိုင်ကဈေးသက်သာလဲ promotion ရှိလားစသဖြင့်ပေါ့နောက်ဆုံးနံပါတ်၄ကတော့ American warranty ကိုတေချာစစ်ပါအနည်းဆုံးစနစ်ကောက်ပါကိုပါရပါမယ်။ဘာမှဝယ်လို့ရလဲဆိုတော့ online မှာဆိုရင်တော့ Shopee MM, Lazada MM တို့လို platform ကြီးကနေဝယ်လို့ရပါတယ်။အင်ရောက်ပို့ခမဲ့တို့ PC ရောက်မှငွေချေတဲ့ COD စနစ်တို့ပါတဲ့ဆိုင်မျိုးစုပို့ကောင်းတာပေါ့။ offline ကိုယ်တိုင်သွားကြည့်ချင်တယ်ဆိုရင်တော့ရန်ကုန်မန္တလေးလိုမြို့ကြီးတွေက Sakura တို့ City Mart တို့လို electronic ဆိုင်ကြီးတွေမှာသွားပြီးကိုယ်တိုင်ကင်ကြည့်စမ်းကြည့်ပြီးဝယ်လို့ရပါတယ်။ပိုက်ဆံနေတဲ့ပိုတတချင်းလေးလို့ဆိုရင်တော့ဒီနီလန်လေးတွေတောင်းလို့ရပါတယ်။တက်ကမျိုးဆက်တဲ့ချွန်းနေချင်းမှာမျိုးဆက်ဟောင်းမိုဒယ်တွေကိုရှာဝေပါ ဥပမာ RX 40 series ထွက်နေပြီဆိုရင် RX 30 series တွေကဈေးတော်လေးကျတော့တယ်ပါတယ်။နှစ်က RAM 8GB ပဲပါတဲ့ model ကိုဝယ်ပြီးနောက်မှာကိုယ်တိုင် RAM အသစ်ဝယ်ပြီး 16GB ဖြစ်အောင်တက်ဆင်လိုက်တာကတခါလေး 16GB ပါတဲ့ model ထက်ပိုသက်သာနိုင်ပါတယ်။၃ကတော့ဆိုင်နေရဲ့နှစ်တခုတို့ဒီရင်ကျွတ်တို့လို promotion ကာလာတွေကိုဆောင်ရွက်ရတာပါပဲ။ကဲ laptop ကောင်းကောင်းတစ်လုံးတော့ရပြီ။ ဒါပေမဲ့ stream တခု professional ဆန်ဆန်ဖြစ်ဖို့အတွက် laptop တခုတည်းနဲ့တော့မပြည့်စုံသေးပါဘူး။ကိုယ့်ရဲ့ setup ကိုပြည့်ပြည့်စုံဝါစေမဲ့နောက်ထပ်မရှိမဖြစ်ပစ္စည်းလေးတွေကိုအထောက်အချုံမိတ်ဆက်ပေးပါမယ်။ stream တခုရဲ့အရေးတွေကိုချက်ချင်းတိတိတသာမြင့်တင်ပေးနိုင်မယ့်အထူးကပစ္စည်းသုံးမျိုးပဲလိုပါတယ်။အတန်ကောင်းဖို့ external USB microphone တစ်လုံးလိုပါတယ်။ Blue Yeti လိုမျိုးပေါ့။ရုပ်ထွက်ကြည့်ရင်ပေါ့ laptop webcam တာပိုကောင်းတဲ့ external webcam တလုံးဥပမာ Logitech C920 လိုမျိုးပေါ့ပြီးတော့ကြီးကောင်းတဲ့အလင်းမောင်အတွက် ring light အသေးလုံးလုံးရှိရင်ကိုတို့လေးအဆင်ပြေတော့ပါပြီ။ကဲအခုဆိုရင်တော့ live streaming တို့ laptop တို့လုံးကိုဘလို့ရေးရမလဲဘလို့ဝယ်ရမလဲဆိုတာကအစားအကုန်လုံးကိုသဘောပေါက်လာလို့ဒီလိုထင်ပါတယ်။အရေးကြီးဆုံးကတော့လေဒီလိုနီးပညာချက်နဲ့အခက်ခဲလေးကိုချော်လွှားပြီးကိုယ့်ရဲ့ဖန်တီးချင်တဲ့စိတ်ကိုအဓိကထားဖို့ပါပဲ။ဒီချက်လက်တင်တဲ့အတူကိုယ့်ရဲ့ပထမဆုံး stream ကိုယုံကြည်ချက်အပြည့်နဲ့စတင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။